ဟယ်လိုအားလုံးမင်္ဂလာပါဗျာအခုမြင်နေရတာတော့စူပါယက်တီပဲဖြစ်ပါတယ်ဗျာဒီအက်ဂရိတ်မှာဆိုလို့ချင်တော့ဒီဘတ်အေရာဖြစ်ပြီးတော့မှပေါ်လာတာပဲဖြစ်ပါတယ်ကျွန်တော်ဒီစူပါယက်တီရဲ့ hit point တွေကိုတစ်ချက်ပြပေးမှာပဲဖြစ်ပါတယ်ဗျာဒီစူပါယက်တီရဆိုလို့ချင်တော့အမှန်တကယ်ဆိုရင်တော့ဒီအက်ဂရိတ်မှာပါလာမှာပဲဖြစ်ပါတယ်ဗျာဒါပေမဲ့ကျွန်တော်တို့စူပါယက်တီကိုအကုန်လုံးဒီ creator တွေစသတ်တဲ့အခါမှာဆိုရင်စောင့်ဝဲကျမ်းတဲ့ troop တွေမှာပါတဲ့အတွက်ကြောင့်မလို့ သူ့ကိုခဏကျွန်တော်တို့ကဖယ်ထုတ်ထားပေးတာပဲဖြစ်ပါတယ်ပြလုံးဝဒီ upgrade မှာမထည့်တော့ဘဲနဲ့ဒီ super set ကနေပြီးတော့ခဏထုတ်ထားပေးတာပေါ့နော်နောက်ပိုင်းကျရင်တော့ဒီ super yeti ကပါလာနိုင်မှာဖြစ်ပါတယ်ဒါပေမဲ့အခု upgrade မှာတော့မပါသေးပါဘူးပြဒါလေးကတော့ကိုဘိုးတို့ဒီ bug error ဖြစ်ပြီးတော့မှမြင်နေရတာပဲဖြစ်ပါတယ်ဒါလေးကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလူထုတ်တဲ့နေရာလေးကိုနှိမ့်ပြီးတော့လို့ဒီ quick train လေးကိုတစ်ချက်နှိမ့်လိုက်ပြနှိမ့်ပြီးတော့ပြီဆိုရင်ဒီကိုကြိုက်တဲ့အတန်းကနေပြီးတော့မှဒီမှာ edit လေးကျွန်တော်တို့တစ်ချက်လုပ်လိုက်မယ်နော်အစိမ်းအောင် edit လေးကိုနှိမ့်ပြီးတော့ကိုယ့်ရဲ့လူထုတ်ထားတာတွေကိုကျွန်တော် delete လေးတစ်ချက်နှိမ့်ပြီးတော့မှဒီဘက်လေးကိုဆွဲကြည့်လိုက်မယ်ဆိုရင်တော့ super yeti ကိုတွေးရမှာပဲဖြစ်ပါတယ် ယ်ဗျစူပါယက်တီရဲ့ဒမ်မစ်ကဆိုလို့ရှိရင်တော့920နဲ့မှ9ဖြစ်ပါတယ်ဒါကကျတော့ level map level 7ရဲ့ဒမ်မစ်ဖြစ်ပါတယ်ဗျသူ့ရဲ့ hit point ကကျတော့လုံးဝစောင်းဝန်းကျန်းနဲ့9000ဖြစ်ပါတယ်ဗျနောက်ပိုင်းကျတဲ့ဒါရီကဒါလုံးဝဒီအတီးပြုတ်သေးဘူးเนาะဒါလည်းနောက်ပိုင်းကျတော့ပြန်ပြောင်းရင်လည်းပြောင်းပြုံးမယ်ဘလို့ပုံစံမျိုးလေးဆိုတော့ तू ကတစ်ချက်ထိလိုက်တာနဲ့ဒီ Electron Dragon လိုမျိုး လျှက်စည်းနေနဲ့ပြည့်နေတဲ့ပုံစံလေးဖြစ်ပါလိမ့်ပြတော့တော်လေးကိုမအောင်ကြမ်းနေကဲဒီမှာသူ့ရဲ့ training time ကကြတော့ကျွန်တော်စိတ်ပူစရာမလိုဘဲ training time ကနောက် upgrade ကြရင်ဖြုတ်မှာဆိုတော့၄မိနစ်နဲ့မှ20စက္ကန့်ဖြစ်ပါတယ်ဒီ going house speed ကကြတော့35ဖြစ်ပါတယ်ဗျ movement speed ကကြတော့7နှစ်ဖြစ်ပါတယ်တော်တော်လေးမြန်ဆန်တာဖြစ်ပါတယ်ဗျဒီပုံစံလေးတစ်ချက်ကြည့်မယ်ဆိုရင်တော့ဒါသူ့ရဲ့ဒီ super yeti ကထွက်လာတဲ့အကောင်လေးတွေပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်စပြည့်သီးလေးထွက်တာဖြစ်ပါတယ်ဒီကောင်ကကျတော့ဒီမှာရေခဲလိုမျိုးလျှက်စီးလေးတွေပေါ့ဆောင်းဝိုင်းမိုက်တယ်ဗျ ဒီကောင်ကြီးကတကယ်ပါလာမယ်ဆိုရင်တော့တကယ်ကိုကြမ်းမှာတော့တိတ်ပါတော့ဒီ root writer လိုမျိုးပဲထွက်ပြီးတော့မှတိတ်မကြခင်မှာဘန်းခံရမယ်ပုံစံမျိုးဖြစ်မှာဆိုလို့သူတို့ကလောလောဆယ်ဒီ upgrade မှာဒီထည့်ဖို့အတွက်ကိုဒါပြန်ပြီးတော့စဉ်းစားနေရဖြစ်ပါလိမ့်ဗျာကဲတော့ကျွန်တော် super yeti လေးကိုတစ်ချက်လောက်သွားပြီးတော့မှစမ်းကြည့်အောင်ဗျာဒီ try လေးကိုနှိပ်ပြီးတော့မှစမ်းလို့ရတယ်နော်ကဲလက်ရှိမှာဆိုတော့ super yeti ကျွန်တော်၈កောက်ပါတယ်တစ်ချက်စမ်းပြီးတော့တီးကြည့်အောင်ဗျာအကုန်လုံးကျွန်တော်ရှာလိုက်မယ်ဗျာပြီးတော့ကျွန်တော် rate ထည့်လိုက်မယ် Oh my goodness လုံးဝ over true တကယ်ကိုကြမ်းနေ okay ထွက်မလာပြီးသေးတာလဲကောင်းပါတယ်ဘာလို့လဲဆိုတော့ထွက်လာခဲ့ရင်လည်းတေချောင်ပေါက်ဒီကောင်ကပြန်ပြီးတော့မှ damage အ short ခံရမှာပါအိုးအိုးရောက်ရေလုံးဝကျွတ်စီမှာသိမ်းပေါင်းလို့ရင်တကယ်ကျွန်တော်ဒီမှာစမ်းသက်တဲ့ခါမှာဆိုလို့ရှိရင်လည်းဘာမှမလုပ်နဲ့ဒီယတီဆယ်កောင်လုံးထည့်ပြီးတော့တခါတည်းမောင်းထုတ်လိုက်ဗျာလုံးဝအပြောက်ပဲအကုန်လုံးဒီမှာဆိုလို့ရှိရင်လည်းလုံးဝကြမ်းတန်းနေအောင်သိမ်းပေါင်းလို့တွေ့မြင်မှာဖြစ်ပါတယ်သူ့ရဲ့ပုံစံကိုကြိုက်တာဗျာဒီ design ပုံစံကို ီခေါင်းတွေမှာလှုပ်ထားပြီးတဲ့ပုံစံကြီးကြောက်စရာကြီးပါဒီစပင်းလေးဆိုရင်လေလုံးဝရှယ်ဂျူလေးဆိုလို့ရှိရင်လည်းအယောင်လေးတွေရှယ်လှုပ်ထားပြီးတာသူလွယ်ထားတာကြတော့ဒီအပေါ်ကဒီပြက်လိုက်လို့ချင်းထွက်လာတဲ့ဒီရေခဲလိုမျိုးလျက်စီးပေါ့ဘလို့ခေါ်လဲတော့ကျွန်တော်မပြောတတ်ဘူးအဲ့ဒါလေးကိုလျက်စီးနဲ့သူကပြက်တာဆိုတော့လေဟိုကြည့်ပါဦးအဲ့ဒီအတုံးလေးကပြက်နေတာဆောင်းကကျန်းတာယောက်ကြီးမသိရင် Electron Dragon ကအောက်ကနေကုန်းချောင်းချောင်းနေတယ်လို့ခံစားရတယ်။ဒါပေမဲ့ဒီကောင်က Electron Dragon လို့မှောက်တာမကြဘူးနော် brother တို့ စောင်းဝိုင်းမြန်တယ်အလက်ထရွန်ဒရဂွန်မှာတစ်ချက်မဟုတ်ဘူးရေ तू ကစဉ်းစားနေလေးပုံမှာဘယ်လိုလုပ်ရင်ကောင်းမလဲလို့ပြောင်းချမ်းလုံးပါလေဗျာဒါကြီးကသူတွေချပြီးဝိုင်းဘာလုပ်နေမလဲအေးစစ်ထိုင်ကြည့်နေလိုက်တော့ Oh my goodness အော်ရောက်ပြီစူပါယတီကတော့အမြန်ဆုံးထွက်လာရင်တော့ကိုဘိုးတို့ရဲ့ ground attacking ကတော့တော်တော်လေးခက်စားလာဦးမှာဗျာသိလား စူပါယတီစူပါအာရှဆိုပြီးတော့တွဲလိုက်လို့ကတော့အော်အော်လုံးဝကျစ်စီနေနေပါပဲနော်โอเคဒီကောင်တေသွားရင်အဲ့ဒါလေးထွက်လာမှာလားဟိုအဲ့ဒါလေးတကောင်နဲ့ထွက်တာနော်တေသွားလို့ရှင်ဒါပုံမှန်ယတီကကျတော့အများကြီးထွက်တာဒါပေမဲ့ဒီကောင်ကြီးကပို့ပြီးတော့ကိတ်ပြီးတော့ကျန်းလွန်းနေဗျ Oh my goodness bro ယောက်ကြီးတကယ်လုံးဝအကိတ်ကြီးกว่าဒါကြီးထွက်မလာတာကျေးဇူးလည်းတင်ရမလို့ဘယ်လိုပြောမလဲ လီဂျန်တွေမှာတော့ထရီစတာတော့ဖောက်မကန်ဘူးဝါးတွေမှာတော့ထွက်လာခဲ့လို့ကတော့သူဖောက်ကိုဖောက်ပဲသူလည်းဖူးစတာကိုလည်းဖူးစတာပဲနေပါသေးလားဟိုတီဝါလို့ရှိရင်လုံးဝပျောက်သွားတော့ဘာမှမပါတော့ဘူးတရားပုံမှန်ယရီယာကျတော့တေသွားရင်စပြည့်တီးနေနဲ့ပြစ်တယ်လေโอเคတချက်ကြည့်အောင်မယ်ဒီကောင်ကဒါအပြင်ကနေလန့်ကျိတ်နေရနော်ဘရာသာတို့ဝေါ်မရှိရသေးဘူးဒါအပြင်ကနေလန့်ကျိတ်နေဟာဟာရောက်ရင်ဝေါ်ရှိရအရင်မြန်ချက်ကြီးกว่า Oh my goodness bro ဟဲ့ဒီကောင်ဝိုးချိုးတာမြန်တော့ဒကောင်နဲ့ဟောအဲ့လောက်တောင်မြန်လာလိုက်တာ Okay ယောဟိုတောင်ဝိုးကြီးကြည့်ပါအောင်ကွာအိုးကွက်တီတောင်သွားကြတယ် what the fuck တကယ်ဦးမလုံးဝကိတ်တယ်တော့သိပါတော့ဒီ Super Yeti ကိုကျွန်တော်တို့ထွက်လာစေချင်တယ်ပြသိမောင်တို့ရောဘလို့တင်လဲဒီကောင်ကိုထွက်လာစေချင်လားဒါမှမဟုတ်ဒီလိုမျိုးဆက်သက်ပြီးတော့မှ hit point တွေ damage တွေ short ပြီးမှပဲထွက်လာစေချင်လားကိုဘောတော့ဘလို့လဲဆိုတော့ထွက်လာစေချင်တယ်မြ мян ကြီးတုံးပြီးတော့မှပြီးမှသူ့သူ short ချင်လဲ short ပေါ့လောလောဆယ်ကိုဘောတို့တွေတုံးလို့ရတာလေးရတော့မိုက်တာပေါ့ဒီဒီလာထဲမှာထွက်မယ်ဆိုရင်တော့ဒီလာထဲမှာ trophy အမြင့်ဆုံးအန်ချိတ်ကြပေါ့ဗျာနော်တရားလေးကိုထွက်တာနဲ့တန်းပြီးတော့ try မယ်ဆိုရင်တော့ဒီ Super Yeti attacking ရဲ့တော်တော်လေးကျုံ့မဲ့ထဲမှာပါတယ်ဗျမသိတဲ့သူလေးတော့ကျွန်တော်ထပ်ပြီးတော့မှပြောပြပေးဦးမယ်နော်အဲ့ဒီ Super Yeti လေးကိုစမ်းကျင်တယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ လူထုတ်တဲ့နေရာလေးကိုလာမယ်နော်လူထုတ်တဲ့နေရာလေးကိုနှိပ်ပြီးတော့ဒါလေးကိုနှိပ်ပြီးတော့မှဒီနောက်ဆုံးကကျွန်တော် quick train ဆိုတဲ့နေရာလေးကိုနှိပ်လိုက်နော်နှိပ်ပြီးတော့ပြီဆိုရင်ဒီမှာကျွန်တော်ကြိုက်တဲ့နေရာမှာ edit လုပ်လို့ရတယ်ခိုးတော့ဒီနေရာလေးမှာလုပ်လိုက်မယ် edit လုပ်ပြီးတော့မှဒီ delete လေးနဲ့ဖျက်ချလိုက်မယ်နော်ပြီးတော့ super yeti လေးကိုဒီမှာကျွန်တော်တွေတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ super yeti လေးကိုကျွန်တော် train လို့ရပါမလားမရတော့ဘူးထင်တယ်နော်ဒီလို train ပြီးတော့ပြန်လာရင် okay ပြန်ထွက်ကြည့်မယ်နော်ခဏလေးဟာဒီမှာပုံနေရနော်ရ super potion တော့ရင်တုံးလို့ရမှာလားရော့ဗျာ ဟာမပေါ်ပါဘူးကမတိပါဘူးစူပါပူရှင်သုံးလို့ရှင်တခါလေးများစူပါယက်ဒီကိုတယောက်ထဲတိုက်လို့ရနေမလားပေါ့လုံးဝစိတ်ကူးရင်ဆန်သွားပြီ ကဲတော့ဒီကောင်လေးကတော့ဘက်အင်ရာဖြစ်ပါတယ်တိတ်မကြခင်မှာပဲပြန်ပြောင်းပြီးမလားဒါမှမဟုတ်ဂိတ်ထဲမှာပဲထားထားပြီးမလားတော့မပြောတတ်ပါဘူးเนาะ true လေးကတော့ထွက်လာတဲ့အချိန်မှာတခါလဲ ready အချိန်လို့ရမှာပဲဖြစ်ပါတယ်လောလောဆယ်မှာတော့ဘူးမှမရသေးဘူးเนาะဒါပေမဲ့စက်သက်တာတော့လူတိုင်းစက်သက်ကြည့်လို့ရပါတယ်ဒီထဲမှာသွားပြီးတော့မှကျွန်တော်သွားကြည့်မယ်ဆိုရင်ဒါတွေ့မြင်ရမှာပဲဖြစ်ပါတယ်เนาะကဲအားလုံးပဲဘက်ပင်ပါဒီနေ့ဗီဒီယိုလေးကတော့အဲ့ဒီ super yeti အကြောင်းလေးကိုပေါ့လာပြီးတော့မှပြောပြပေးတာပဲဖြစ်ပါတယ်